စူပါဝဲအစီအစဉ်လေးစပါမယ်အဲဒီနေ့တမီးပဇင်ကိုဖိတ်ကြားလိုက်ရတဲ့အကြောင်းရင်းကတော့ Cherudy Innovative Education InnoAd ရဲ့2024မှာ GED ပြည်သူအောင်မြင်ခဲ့တဲ့အကြောင်းသူအကြောင်းသားတွေကအမှန်များဆုံးများခဲ့တဲ့အကြောင်းသူအကြောင်းသားတွေကိုထူးထူးဆူဆူရွေးချယ်ပြီးတော့မြင်မဲ့ခန်းသားလေးဖြစ်လို့ဖိတ်လိုက်တာဖြစ်ပါတယ်။ဆိုတော့တမီးပဇင်ကဒီ2024ခုနှစ်မှာ GED ဖြည့်ခဲ့ပြီးတော့ဒီသင်္ချာရဲ့ အာပြီးတော့ science ရယ် social studies ရယ်ကို credit score တွေရခဲ့ပြီးတော့ထူးထူးဆန်းဆန်းအောင်မြင်ခဲ့တယ်။ပြီးတော့အမှတ်ပေါင်းကလည်း926နဲ့ရခဲ့ပြီးတော့ထူးထူးဆန်းဆန်းအောင်မြင်ခဲ့တဲ့အတွက်တကယ်လို့ကအာစုချင်းမြင့်တင်လို့အာတမီကိုဖိတ်လိုက်တာပါ။ဆိုတော့တမီးကိုအဲတူဂျုံစုအနေနဲ့အာစုချင်းရင်းကိုအာနှစ်သိန်းချက်ချင်းညောင်းပါလို့ဖြစ်ပါတယ်ကျေးဇူးပါဆိုတော့ congratulations ပါတမီး အာအဲ့တော့ဒီသမီးသစဉ်နဲ့ပတ်သက်တဲ့အမတ်တရားစကားလေးနဲ့ဒီမှားကြားနေတဲ့စကားလေးတွေကိုအာဆရာဝန်ဆန်ကတစ်ချက်ပြောပြပါပါရှင်။ It's been a while တော့ပြောမယ်နော်။ပြန်တွေးကြည့်မနေ့တနေ့လိုပဲလို့အဲ့တော့သစဉ်အိမ်ကအာအဆောင်မနေပြီးရဲ့အချိန်ကြတော့စာလုတ်သွားတဲ့အချိန်ဒီမှာနေကအာ ဘယ်လိုပြောရမလဲတော်တော်လေးကိုထူးချွန်တယ်လို့ပြောရမှာပေါ့နော်အာစူးစမ်းရလို့ပြောရင်ပုံမှန်မှာပေါ့စူးစမ်းမှုရှိတယ်အာကြိုးစားခြင်းစိတ်ရှိရလို့ပြောရင်လည်းပို့ပြီးတော့တည်ကြလိမ့်မယ်အဲ့တော့အဓိကကြိုးစားခြင်းစိတ်ရှိရတဲ့အကြောင်းမလို့သူများတွေတန်ကိုကပို့ပြီးတော့ကြိုးစားအားထုတ်တယ်အဲ့ဒါပြီးတော့ဒီပုံမှန်လေးလောက်သွားတယ်ဆိုတော့အခုလိုမျိုးဒီထူးချွန်စုနဲ့ထိုက်တန်နေပြီးတော့ဒီလိုမျိုးစာမေးပွဲကိုထူးထူးချွန်ချွန် အောင်မြင်တာလေ you deserve it ပေါ့နော် you have you you've earned it အဲ့တော့ we are really proud of you i mean ကိုကိုကို proud of yourself ဖြစ်မယ်လို့ထင်ပါတယ်အာပညာရှာရဲ့နေရာမှာခက်ခဲတွေအတားအဆီးတွေအာပြဿနာတွေကတော့ရှိမှာပဲလေနော်အဲ့တော့အဲ့လိုမျိုးပြဿနာတွေအခက်ခဲတွေအတားအဆီးတွေကိုကြော်ပြီးတဲ့အချိန်ကျတော့တဆင်ချင်းတဆင်ချင်းဖြည်းဖြည်းမှန်မှန်နဲ့အာရှေ့ဆက်နိုင်ရဲ့လို့အခုလိုအခြေအနေကိုရောက်လာတာပေါ့အဲ့တော့အဲ့ဒီ ကောင်းတဲ့အကျင့်လေးတွေကိုဆက်ပြီးတော့မွေးမြူသွားစေခြင်း ਨੇ ဒီအနာဂတ်ပညာရေးလမ်းကြောင်းတစ်လျှောက်မှာဒီဒီလူမျိုးဟိုပုံမှန်လေးစူးစမ်းခြင်းစိတ်ဆိုတဲ့ဟာကအရင်ကိုတန်ဖိုးရှိတယ်ပေါ့ပုံမှန်လုံနိုင်တာရေစူးစမ်းခြင်းစိတ်ရေအဲ့နှစ်ခုတာပေါင်းသွားမယ်ဆိုရင်အာသမီးရတေချာဘောက်ကိုဒီထက်ပို့ပြီးတော့ထူးချွန်အောင်မြင်လိမ့်မယ်ပညာရေးမှာရောလူမှုရေးမှာရောစဆာရရမှာထူးချွန်အောင်မြင်လိမ့်မယ်အဲ့ဒါကို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 ယုံကြည်ထား မလို့လဲဆိုတော့ဘလောက်တော်တဲ့သူပဲဖြစ်ပါစေစူးစမ်းခြင်းစိမ့်မရှိဘူးပုံမှန်မလုပ်ဘူးဆိုရင်မအောင်မြင်နိုင်ဘူးအဲ့သမီးကတော်လဲတော်ပြီးသားပုံမှန်လဲလုပ်တယ်စူးစမ်းခြင်းစိမ့်လည်းရှိတယ်ဆိုတော့နောက်၃လနှစ်လောက်နေပြီဆိုရင်ကိုပညာရေးမှာရောလူမှုရေးမှာရောအလောက်ကိုင်းဒီမှာရောလူကျွန်းအောင်မြင်လေးလိမ့်မယ်လို့ဆရာကတော့ယုံတယ်ပြီနော်အဲ့တော့ရှေ့ဆက်ပြီးပုံမှန်လေးစူးစမ်းသွားပါ Again congratulations ပါ အခုလိုမျိုးပြောကြပြီးသွားတဲ့ဇာတ်အောင်ကျေးဇူးတင်ပါတယ်ဆိုတော့အခုဒီသမီးတစဉ်ကနေပြီးတော့အဲပြောဒီကျေးဇူးတင်စကားလေးနဲ့ပြီးတော့ inno ad နဲ့ပတ်သက်တဲ့ဆရာဆရာမတွေနဲ့ပတ်သက်တဲ့အမှတ်တရလေးရယ်ပြီးတော့ဒီ junior တွေကိုပြောချင်တဲ့စကားလေးတွေရယ်ပြောပေးပါမယ်နော်သမီး အာမင်္ဂလာပါဆရာဝန်စတန်လက်တီချမရီပထမဆုံးအနေနဲ့တမီးတို့ဒီလိုကွန်ပျူတာလေးပြုလုပ်ပြီးတော့ကွန်ပျူတာရဲ့အတွက်ဆရာနဲ့ဆရာမနဲ့ကိုပထမဆုံးအနေနဲ့ကျေးဇူးတင်ပါတယ်အာတမီးတို့ဒီလိုအမှတ်တွေရလာအောင်ပထမအများဆုံးကူညီပေးကြတာဆရာနဲ့တီချမရီနဲ့လို့ပြောလို့ရရပါတော့အာတမီးကအဆောင်မနေရဲ့လူဖြစ်တဲ့အတွက်တမီးအဆောင်မနေရဲ့ကလာတဲ့လျှောက်လုံးမှာဆရာတို့နဲ့အနီးကပ်နေခဲ့ပြီးတော့ဆရာတို့ရဲ့ဆုံးမမှုတွေကိုခံယူခဲ့ရတယ်ပြီးတော့စာပေလိုလောရမယ်ဆိုတာမျိုးတွေကိုအာဆရာတို့ရှေ့ကနေတင်ယူခဲ့ရတယ်ပေါ့နော် တော်တော်နဲ့ဆရာဝန်ဆန်ဆရာဝန်ဆန်ကြီးကနေဆိုလို့ရှိရင် time management ပဲเนาะ time management ကိုသင်ယူခဲ့ရတယ်အဲ့ဒါတွေကစာမွေးမှာဆရာဆိုလို့ရှိရင်စာမွေးမှာစိတ်လုံးစိတ်မလုံရှားပဲနဲ့စာမွေးကိုဖြေနိုင်အောင်အောင်အာ strategy ဖြေရမယ့်နည်းဆိုလို့ရှိရင်တော့ဆရာပမာအုပ်ဆုံးတင်နန်းစာမှာကနေနဲ့စပြီးတော့ရှင်းပြပေးရဲပေါ့နော်အဲ့ဒီဟာတွေကဆိုလို့ရှိရင်လည်းတမီးတို့စာမွေးဖြေရတဲ့နေရာမှာအများကြီးတုံးဝင်ရဲတယ်အဲ့ဒီဟာတွေကပြီးလို့ရှိရင်အာဆရာ တင်ပြီးခဲ့တဲ့ဟာတွေကထိထိရောက်ရောက်လည်းအသုံးချနိုင်ရတယ်အဲ့တော့လည်းအဲ့ um stress ကြီးရဲ့နေလေး time management လုပ်တဲ့နေလေးကိုတင်ပြီးခဲ့တဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်အာပြလို့ရှိရင်ကြောင်းတက်ခဲ့ရတဲ့ကာလတစ်လျှောက်လောက်မှာဆိုလို့ရှိရင်တော့အာဆရာဝန်စတန်ပေါ်တော့ဆရာဆိုလို့ရှိရင်တို့ကို social session ပြရတာဆိုအရန်ကောင်းတယ်အာတို့ဆိုလို့ရှိရင် social ကိုနားထောင်နေတဲ့အာဆရာရဲ့အရှင်းပြရတဲ့ခါမှာစီးမျောပြီးလို့ရှိရင် နှုတ်လေအောင်လိုက်မမှတ်ထားမိပဲနေပေါ့နော်အာတောက်ချောင်းနားထောင်ညီသွားပြီးတော့မှအာဟာနှုတ်မှတ်အောင်ပါပဲဆိုပြီးတော့တတိယရယ်ပေါ့နော်အာပြီးတော့အာပထမဦးဆုံးဆရာဆာရှင်ပြရရန်ကောင်းနေတော့ပထမဦးတစ်ခေါက်ထဲနဲ့နားလေတော့အောင်ပဲနားထောင်လိုက်ပါမယ်ပြီးတော့မှနှုတ်လိုက်မှတ်ပါမယ်ဆိုပြီးတော့သူတို့အများကြီးဖြစ်တယ်ပေါ့နော်အာပြီးတော့လို့ရှိရင်အာတီချာမေရီတီချာဆိုလို့ရှိရင်တီချာနဲ့တော့အဖတ်ကြရအများကြီးရှိခဲ့ပေါ့နော်အာတမမနည်းနည်းလေးဆိုရဲဆိုရကြတာအာတချင်အများဆုံးမှရဲ အဲဆိုတော့ရှင်ဒီချဲရှိရတယ်တမိရခဲ့တာဆိုရှင်တော့စာဖတ်တာပေါ့နော်စာဖတ်တာလေးတော့တမိဆိုလို့ရှင်စာဖတ်တာအရင်ပြင်တဲ့တချဲတမိစာမဖတ်ချင်ဘူးတမိရဲ့တင်ချာပဲတွက်ချင်တာဆိုပြီးတော့အဲဒီချဲအမြဲပြောတယ်ဒီချဲအာတမိအဲ့လိုမရဘူးတမိစာဖတ်လေးကျင်းမှရမယ်အဲ့ဒါတမိတို့အားလေးမှာတုံးဝင်လာလိမ့်မယ်ဆိုပြီးဒီချဲကပြောပြပါတော့ပထမဆုံးတော့အာစာမဖတ်ချင်ဘူးဒီချဲကဘာလို့ဖတ်ခိုင်းနေရလဲမသိဘူးဆိုပြီးတော့အာနည်းနည်းလေးအမဖတ်ချင်မိပါလေဘာလို့လဲအဲ့မဲ့အဲဒီချဲစာဖတ်တစင်းစာဖတ်ပြီးပြီလားလို့မေးတဲ့အချိန်မှာဆိုရင် အာတီချက်သမီးဖတ်ပြီးပါပြီအဲဒါအောင်ခွင့်လေအဲချက်သမီးခဏနေမှာဖတ်လိုက်ပါမယ်ဆိုတော့အစာပိုင်းမှာဆိုလို့ရှိရင်စာဖတ်ကိုလုံးဝညှိနေခဲ့ရပါတော့အဲမနာဝိုင်းမှာတစ်ချက်ကနေတိုင်းလိုလိုတတိပေးတယ်သမီးစာဖတ်ပါစာဖတ်ပါဆိုပြီးချက်တတိပေးတဲ့အချိန်မှာအာသမီးအဲ့မှာစာစပြီးတော့ဖတ်ဖြစ်တယ်ပါတော့အဲ့ဒီဟာလည်းသမီးတို့အဲဆောင်းမင်းကြီးရဲ့မှာဆိုလို့ရှိရင်သမီးတို့အသုံးဝင်လာအဲသုံးဝင်လာရဲပါတော့အဲ့တော့ဒီ channel ရှိခဲ့တဲ့အမှတ်ရရဲ့တစ်ခုပေါ့ပြီးတော့လို့ရှိရင်အာဒီချက်ကန့်ခေါ့ဒီချက်ဆိုလို့ရှိရင် အာသူတို့ session ပြရတဲ့အချိန်မှာအာအရင်နောက်ထောင်လည်းကောင်းတယ်ပြောလို့ရှိရင်အများရန်စိတ်ရှိရနေလည်းရှင်းပြရတယ်အမ်သူတို့ရဲ့ experiment တွေကိုလည်းအာဒီချက်တိချရှင်းပြရဲပေါ့နော် experiment တွေဆိုတချက်ရှင်းပြလို့ရှိရင်အာတစ်ခေါက်ထဲနဲ့မှတ်မိအောင်ဆိုရင်ဒီချက်ကန့်ကောက်ဆိုရင်အများရန်ရှင်းပြရဲပေါ့နော်အာပြောလို့ရှိရင်ဒီချက်ဝင်း ချက်ဆိုလို့ရှိရင်လည်းအဲတမလို့အုပ်စုလိုက်ပြီးမှွေကြရတာပေါ့နော်အာတင်စာစာအုပ်ထဲမှာတော့မရှိ equation တွေရှောက်ထုတ်တယ်ဒီချက်ကိုပေါက်ကြရရှောက်မယ်ဒီချက်ဒီလိုမျိုးလေးဆိုလို့ရှိရင်ရောအော်ဘလို့ဖြစ်သွားမှာတော့ချက်အာ multiple choice တဲမှာမပါတဲ့အဖြေတမလို့ try နေရောဘလို့လောက်အောင်မလဲချက်ကိုပေါက်ကြရရှောက်မယ်ပေါ့နော်ဒါပေမဲ့ဒီချက်အငြဲတမလို့စိတ်ရှိရှိနဲ့ရှင်းပြရတယ်သူတို့တရားဆိုရင်အာဆိုရင်ဘလို့တွက်ရမယ်ဒီလိုပုံစံဆိုလို့ရှိရင်တမိဘလို့မျိုးလေးအာစဉ်းစားပြီးတွက်လို့ရရဲဆိုပြီးတော့ အာဒီချေကအများကြီးရှိပြရဲပေါ့နော်အဲ့ဒီဟာရဲ့လက်တမှုကအများကြီးသုံးဝင်ရဲ့တမှုဆိုလို့ရှိရင်ဒီချေအမှတ်ကောင်းကောင်းလေးနဲ့ဖြေနိုင်ရဲပေါ့နော်အမ်ပြီးတော့လို့ရှိရင်ဒီချေခိုင်းဒီချေခိုင်းဆိုလို့ရှိရင်တော့တမှုရဲ့အာလီနည်းနည်းလေးကြောက်တဲ့အချိန်မှာပါကြတော့သူတို့တငယ်ချင်းတွေဆိုလို့ရှိရင်ဒီချေကအာသူတို့ဒါလေးအဖြေကဘာထင်လဲဆိုလို့မေးရတဲ့အချိန်မှာဆိုရင် လေးခုရှိရဆိုရှင်အဲ့လေးခုလုံးတယောက်တော့အောင်နဲ့អော်ပြီးတော့တယောက်တစ်မျိုးထင်းတယ်ပြောအဲဘယ်ထားရဲကဘလို့ကြောင့်ထင်းတယ်မျိုးရှောက်ပြောရဲ့ထင်ပါလေအာတချက်အာသူတို့ဒါဒါမျိုးဆိုလို့ရှင်အဲ့လိုမဟုတ်ဘူးသူတို့အဲ့လိုတွေးရအဲ့လိုမဟုတ်ဘူးဒီလိုမျိုးလေးတွေးကြည့်အာတချက်အဲ့လိုမျိုးလေးလေးကျင်ပေးရပါတော့အော်ပြီးတော့လို့ရှင်လေတချက် external response ရေးခိုင်းတဲ့ထင်ပါဆိုလို့ရှင်သူတို့ရပေါက်ကြရရှောက်ရေးအစီအစဉ်မကြရရှောက်ရေးဒါပေမဲ့တချက်ကအာဒါလေးဆိုလို့ရှင်ဘလို့ရေးတမိဒါလေးကဘလို့ပြင်လိုက်ရင်ဘလို့ကောင်းတယ်ဆိုတော့မျိုးတချက်အများအားတင်ပြီးခဲ့ပါတော့ အဲနောက်ထပ်ဆိုလို့ရှိရင်တော့အာအမှတ်တရရေဆိုလို့ရှိရင်တော့အာနောက်ထပ်ကြမှာ score နဲ့မိုင်းချင်းပေါ့နော်သူနှစ်ယောက်ဆိုလို့ရှိရင်လည်းအာ score ဆိုလို့ရှိရင် social star ကြီးသူတို့ဆိုလို့ရှိရင် social star ကြီးလေးချင်းတဲ့အချိန်မှာဆိုလို့ရှိရင်ညမှားတယ်အာ score ရေကျွန်တော်တို့မှားပြန်ပြီကျွန်တော်တို့လောအောင်လဲ score ကအင်ဂျီဟာကဘာကြောင့်ဒီလိုလုပ်တယ်ပြီးတော့လို့ရှိရင်သူတို့အဖြေတမ်းမပေးခင်မှာသူကသူတို့တစ်ခေါက်ပြန်ပြီးစဉ်းစားခိုင်းနေပေါ့နော် အာဘယ်လိုထင်လဲဘာကြောင့်တဲဟာကိုရွေးရလဲဆိုတော့သမီးတို့တခုချင်းစီဘာကြောင့်ဘယ်လိုဆိုတာမျိုးသူကအမြဲတမ်းရှင်းပြရဲပေါ့နော်အမြဲတမ်းအာလေ့ကျင့်ပေးတယ်အာ social studies ဆိုလို့ရှိရင်လဲ score တို့တိရှိအဆရာဝန် stand တို့ရဲ့ကျေးဇူးတွေအများကြီးပါတယ်သမီးတို့အမှတ်ကောင်းကောင်းနဲ့ဖြေနိုင်ခဲ့တာပေါ့နော်အာနောက်တပြေးပြေးနဲ့အစပိုင်းမှာတော့အာမရအောင်မရအောင်မရအောင်ဆိုပြီးတော့သူတို့တွားတွားပြီးတော့ခဏတိုင်းထက်ခါထက်ခါတချို့ဟာတွေဆိုလို့ရှိရင်ထက်ခါထက်ခါ ရှင်ခိုင်းတယ်တချို့ပိုးတွေဆိုလို့ရှင်ဆရာကိုရှင်ခိုင်းလိုက်စကော့ကိုရှင်ခိုင်းလိုက်ထပ်ခါထပ်ခါရှင်ခိုင်းနေပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတွေနဲ့သူတဖြည်းဖြည်းနဲ့ဖြေတတ်အောင်တင်ပြီးခဲ့နေရတယ်မလို့ဆောင်းပွဲမှာတော့ကြတော့အံကွက်ကြည့်ကိုအတုံးဝင်ခဲ့ရပါတော့တို့ဆိုလို့ရှိရင်လည်းအမှတ်ကောင်းကောင်းအဆိုရှယ်ဆိုလို့ရှိရင်လည်းအမှတ်ကောင်းကောင်းနဲ့ကိုဖြေနိုင်ခဲ့ရအဲ့ဒါကြီးလည်းစကော့နဲ့ဆောင်းဝန်တန်နဲ့ကျေးဇူးတွေအများကြီးပါတယ်ပေါ့နော်ပြီးတော့ဆိုရှင်အာတင်ချာတို့အာလီတို့ပြီးလို့ရှိရင် science ဲ့လိုမျိုးဟာမျိုးလေးဆိုလို့ရှိရင်အမရဲ့ဆုံသွားပြီးတော့မေးရများရယ်ပေါ့နော်အမကြီးကမရပြန်ဘူးညီမလေးတို့တွေးရကြီးကိုသူကအဖြေမဟုတ်ပြန်ဘူးဆိုတော့အာခဏခဏမေးရယ်ပေါ့နော်ဒါပေမဲ့အမရဲ့ဆုံကဆာရှင်းပြရတဲ့နေရာမှာအရန်တော်ပြီးတော့အရန်ကောင်းတဲ့အာမာတယောက်ပေါ့ပြောလို့ရှိရင်ဆာရှင်းပြရတဲ့နေရာမှာအရန်စိတ်ရှိရပောက်ကြရဖြစ်လို့ရှိရင်လည်းသူကပောက်ကြရတွေပြန်ပြီးရှင်းပြရတယ်အာဒီလိုမဟုတ်ဘူးဘာညာဆိုပြီးတော့အမရဲ့ဆုံဆိုလည်းအများနဲ့ရှင်းပြရတယ်အဲ့ဒါတွေကတော့ဒီဟာတွေအကုန်လုံးကအာဆရာဆရာမတွေရှင်းပြတာတွေ um ပြီးတော့စာဖြေနည်းတွေတင်ပေးခဲ့ရတယ်တောက်ချက်သမို့အတွက်အသုံးဝင်တယ်ပေါ့နော်အသုံးဝင်ခဲ့တယ်အဲ့တော့လည်းဆရာတို့ကိုလည်းကျေးဇူးတင်ပါတယ်မိုင်းချင်းတို့ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်အာပြတော့လို့ရှိရင်ကျောင်းမှာထူးခြားတဲ့စီစဉ်လေးရှိပေါ့နော်အဲ့ဒါတော့သမို့ရအပတ်တိုင်းမတူညီတဲ့တင်းနေနဲ့အာ style club တွေပေါ့အဲ့သမို့လို့အဲ့လိုကျောင်းထဲစာတော့မှလည်းပြင်းနေဒါပေမဲ့အလူရှိနေရာလည်းမတော်စင်ဘူးဆိုတဲ့လူတွေအာကျောင်းကနေပြီးတော့အများကြီး zoom club နဲ့ zoom နဲ့ပေါ့နော်အာ style club တွေလုပ်ပေးရအဲ့ဒါတွေက ဆောင်းဝေးဖြေကန်ကြီးမှာဆိုလို့ရှင်လေ၃ဝင်နဲ့ဘာလို့ဆိုလို့ရှင်တမလို့ရှင်တယောက်တည်းစာမလုပ်ချင်းဒါမဲ့ဘဲမှလည်းမသွားဘူးအဲ့လိုမျိုးဆိုလို့ရှင် Zoom နဲ့မှာဝင်လိုက်အောင်ねအပတ်စဉ် Style Club တွေပေါ့နော်အဲ့ဒါတော့ကြောင်းမှာပဲရှိရထူကြတဲ့အစီအစဉ်လေးတစ်ခုအဲ့ဒါတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ပြီးတော့တပတ်နဲ့တပတ်မတူညီတဲ့ team တွေမထက်အောင်စီစဉ်ပေးကြရဲပေါ့နော်အာအဲ့ဒါတွေကကြောင်းမှာပဲရနိုင်တဲ့အမှတ်ကြရရင်ねထူရတဲ့အစီအစဉ်တွေပေါ့နော်အဲ့တော့လည်း အားကြောင်းလည်းကျေးဇူးတင်ပါတယ်ပြီးတော့လို့ရှိရင်ဒီကွန်ပျူတာလေးပြုလုပ်ပေးတဲ့ဆရာဝန်စတန်နဲ့ဒီချန်နယ်ရီနဲ့ကိုလည်းကျေးဇူးတင်ပါတယ်ဘုလိုမျိုးအဲသမီးပြောပြပြောပေးသွားတာကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဆိုတော့အဲဒီခုလိုတူတူစုရရတော့လည်းချဲဝမ်းသာပါတယ်အဲ congratulation လို့ထပ်ပြီးတော့ပြောပြရစီဆိုတော့ဒီနေ့အာဆုချင်းချင်းနဲ့ခဏတော့ညွှန်ပြပြပါမယ်ဆိုတော့နောက်ထပ်အခါခွင့်ကြုံပြန်တွေ့ကြမယ်နော်သမီးလည်းပညာရေးခင်းမှာဆက်စပ်ရအောင်ဆင်ပြေပါစီ